psychology of money အခန်းကချမ်းသာဖို့နဲ့ချမ်းသာနေဖို့ကောင်းမှုနဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်လို့ရမှာသုံးဖြတ်ချက်ကောင်းတွေကြည့်ပြီးချမ်းမြေ့နေဖို့မလိုပါဘူးအလဲလဲချော်ချော်လေးတောက်လျှောက်မှုလုပ်မိဖို့ပဲလိုပါတယ်ချမ်းသာဖို့နည်းလမ်းများဖို့ငင်ကြားပြောကြပါတဲ့စာအုပ်ပေါင်းပေါင်းများစွာရှိပါလေဒါပေမဲ့ချမ်းသာနေမှုကတော့နည်းလမ်းတစ်ခုပဲရှိပါတယ်ချွေတာတက်ဖို့နဲ့အရေးမှုချင်နေကိုပါပဲအဲဒီကိစ္စကတော့ကျွန်တော်တို့ပေါ်ရင်ကိုင်းပြောဆိုရတဲ့ဝန်လုံးတဲ့ခေါင်းစဉ်တပူတော့မဟုတ်ပါဘူး ရင်းနှီးကလန်တဲ့နှစ်ယောက်ရဲ့စကြာနဲ့စပြောပါနဲ့သူတို့နှစ်ဦးကတန်နဲ့တရမတိကြပါဘူးသို့တော့လွန်ခဲ့သောရာစုနှစ်တခုနီးပါးလောက်ကသူတို့ဖျက်တမ်းခဲ့တဲ့စိတ်ဝင်စားပွဲကောင်းသောစကြာမြောက်ကိုတော့ပြသွားပါမယ်ဂျက်စတီလီဖာမူကဒုက္ခဒုက္ခကအရန်ကိုထမြက်တဲ့စတော့ရှေယာဈေးဘက်ကစားတဲ့သူကသူ့ဘုတ်1898ခုနှစ်မှာမွေးခွားခဲ့ပြီးအီတတော်မင်းရသူ့ရဲ့အစွမ်းအစကိုတတိကျကျမသိခင်ခဲ့တဲ့ကကျောင်းချစ်နေမှာတဲ့ကုန်တဲ့တရဖြစ်ခဲ့လာပါ ူအကက်သုံးသက်အရွယ်မှာဂျနစ်ခိငွေတန်မှုအရာအမေရိကန်ဒေါ်လာတန်တရာနဲ့နီးမြတဲ့အမာနအထိချမ်းသာကြွယ်ဝလာရေထိုင်း၉၂ခုနှစ်အရောက်မှာဂျက်စီလေဝါမိုးကကဘာပေါ်မှာလူတိများသောရှင်နင်းကရန်သူတယောက်ဆစ်လာပါတယ်။သူနှစ်မှာဖြစ်ပေါ်ခဲ့တဲ့ကဘာစတီပွားကြက်ကကြီးကြောင့်စတော့ရှယ်ယာဂျက်စီသူမှာသူ့အမနာမည်ကတမိုင်းမှာမှတ်ချောက်တင်နေ1929ခုနှစ်အောက်တိုဘာလမှာစတော့ရှယ်ယာဈေးကတံမှု တက်မှုတဘုံကျော်လောက်ကတောက်ွယ်သွားပြီးအမဲဆက်ထင်တဲ့တင်းလန်နေ black man နေမဲဆက်ထင်တဲ့အင်္ဂါနေ black tuesday မဲဆက်ထင်တဲ့ကြာပြီး lat thursday စားတဲ့ခေါ်ဆိုရတဲ့အထိဆိုးရွားခဲ့ပါတယ်အော်တိုဘာလ29ရက်နေ့မှာ jessie lever မိအင်ပြန်ရောက်ချိန်မှာသူ့ရဲ့ဒနိဖြစ်သူ dorthy i ကြောင်းလိုက်နေခဲ့ပါတယ်နယူးယောက်မြို့တော်ဝယ်ကိုကိုကိုတေးချောင်းတက်စီမှုများနောက်များစွာစစ်ပေါ်နေတယ်လို့ wall street သတင်းစာအတွေအရာ သူမကြားသိကြပါလေသူမနဲ့ကလေးများကဂျက်စီလေးပါမှုကိုမျက်ရည်များဖြင့်တကားမှစောက်တူနေကြပြီးဝါဒီရဲ့မိခင်ဖြစ်သူကလည်းအခြားခန်းတင်းမှာငိုကြီးချက်ချီနဲ့ငိုကြီးနေကြပါလေဂျက်စီလေးပါမှုကသူအဖြစ်ဖြစ်ကိုခနဲ့တားလျက်ထူကြသွားပြီးနောက်မှာအဘဖြစ်မနေစရာသဘောပေါက်သွားပါတယ်။အဲ့ဒီနောက်သူကဒေါ်တီကိုခစ်ချခုဆယ်ရှင်းပြပါတယ်။အထက်ဇီးကမှာပါရမီနဲ့ကံကောင်းတယ်လို့ပဲတွေ့ရမလားပဲ။ဇီးချရော့မဲ့ စတော့မဲကိုမမြင်ပဲသူရောင်းထုတ်နိုင်ခဲ့ပါတယ်လေရှင်းပြပါရဲ့တခါဆိုရင်သူအရှုံးဘောဘူဘောတို့ဇနီးဖြစ်သူတော်သူကဒိဗပါတယ်မရှုံးမှုမိမကြီးမရှုံးတဲ့အကင်ငါဘဝမှာခုံတယ်မှုလောက်ရလားအကောင့်ဆော့နေလို့တော့တွေ့ရမလားပဲငါတို့တွေတိတိတက်ချမ်းသာပြီးကွာငါတို့လုံးရှင်နာမှန်တယ်မြလုံးလို့ရပြီးကွာလို့ချက်စီလီဗာမိုးကပြန်ပြောပါတယ်ဒေါ်တီယာချက်ချင်းဆိုသလိုပင်သူ့အမိကိုမငူရော့ရဲ့ဖီချောင်းကိုစီတော့ပြပါတော့တယ်ကက်စီလီဗာမိုးက ယင်းနေ့ငွေတန်မှုအရအမေရိကန်ဒေါ်လာ3ဘီလီယံနဲ့ညီမျှတဲ့ပမာဏကိုတရက်ထဲမှာပဲသရှိခဲ့တာပါစတော့ဈေးကွက်တမိုင်းမှာအဆိုးအဆုံးဖြစ်နေတဲ့အချိန်မှာဂျက်စီလီဗာမိုးကကဘာပေါ်မှာအချက်လာဆုံးပူတယောက်ဖြစ်ခဲ့ပါသည်ဂျက်စီလီဗာမိုးရဲ့မိသားစုက၎င်းနေ့ရဲ့ညှို့လိမ့်မထားတဲ့အောင်မြင်မှုအပေါ်အောင်ဝဲခံကိုယူနေစေမှာပဲအခြားဖောက်မျိုးသားကယောက်ကလည်းစစ်ဖြစ်လက်တက်ဖြစ်နယူးယောက်မြို့ရဲ့နမ်မကိုများတွေရှဲ့လက်သွားလာနေခဲ့ပါတယ် ထို့အမျိုးသားကတော့အဂရာဟန်ဂျာမစကီပဲဖြစ်ပါတယ်။အဂရာဟန်ဂျာမစကီဟာအင်ချင်ကြီးရင်းနှီးမြှုပ်နှံသူတန်းချွဲ့တထေးတူအဖြစ်ပြီး1920ပြည့်နှစ်များမှစပြီးချမ်းသာကျယ်ဝလာသူပါ1920ပြည့်နှစ်နောက်ပိုင်းတွင်ချီးပွားရေးပွင့်ကျတိုးတက်လာတဲ့ငယ်အမြတ်အခြားသောအနင်တို့ညူယာမျိုးသူမျိုးသားအလိုလိုလို့တလုံးမျိုး အဘရာဟန်ဂျာမန်စကီလက်အရှိန်အဟုန်ဖြင့်တော်စီဘွမ်မှာအစီအစဉ်တောင်းချီထက်ခဲ့ပါလေ1929ခုနှစ်အောက်တိုဘာလ26ရက်နေ့မှာဂျီကိုခွေရအဆုံးတော့ကိုပုံကိုထားတဲ့ဆာဝဲနှစ်ပိုက်ပါတဲ့ဆောင်းမတပုတ်ကိုနယူးယောက်တိုင်းကထုတ်ဝေခဲ့ကြတယ်မစ္စတာအဘရာဟန်ဂျာမန်စကီကသူမရဲ့အယူတိုင်းဟာတာလာပရင်လက်နနက်ခင်ကလေးတောက်ပုံးနေကြကိုရှာဖွေပေးရင်အကျိုးဆောင်ရှိနေဖြစ်သူဘာနက် ကိတ်ဆန်ဒလပ်ပအခုအညီတောင်းခံလာပါတယ်အသက်50အရွယ်မစ္စတာဂျာမစ်ကီဟာအင်ဂျင်နီယာအတွေ့ဆောင်ဖြစ်ပြီးတွဲစည်းကွက်မှာအကြီးအကျယ်ရင်းနှီးနှုန်းနယ်ထားသူပါ ရှင့်ရင်ဖြစ်သူဘာရနာအိတ်ဆန်ဒါဖတ်သူ့ရဲ့တငယ်ချင်းတစ်ယောက် ဟာမစ္စတာဂျာမစ်ကီရဲ့အမျိုးသားကိုဝေါ်ထရီနာမှာစတော့အိတ်ချင်းမှာတာရာဘရီနဲ့ငနေပိုင်းနောက်ကကွေးလိုက်တယ်လို့ဦးမထပြောပြလာပါတယ်အခြားကူများရဲ့တပင်းပေးချက်အရာသူမရဲ့ခင်မွန်းက Broadway လမ်းတစ်လျှောက်လမ်းလျှောက်ရင်တီကာတိတ်ကိုပိုင်းပိုင်းဖြတ်ကလမ်းမပေါ်မှာဖြန့်ကျဲသွားတယ်လို့ဆိုပါတယ်ခင်မုန်းတဲ့နဲ့ပတ်သက်ပြီး Abraham Jamensky တရှိခဲ့တာကိုဝါရဲ ဒီနေရာမှာတရှိကြည့်စရာပေါ်လာပါပြီ1929ခုနှစ်အော်တိုဘာလဒီအဖြစ်ကဂျက်စီလီဝါမိုးကိုကဘာပေါ်မှာအထက်လာဆောင်သူတယောက်ဖြစ်စေခဲ့ပြီးသူအဖြစ်ဖြစ်ကပဲအဗရာဟန်ဂျာမန်စကီကိုဘဝပြည့်စေခဲ့ပါတယ်။နောက်လေးလက်လောက်ကြတဲ့အခါဇလန်ကတမျိုးတဖို့ကြောင်းရဲသွားပြန်ပါတယ်။1929ခုနှစ်အဖြစ်ဖြစ်တဲ့ကြောင့်ကျွေးဝလာတဲ့ဂျက်စီလီဝါမိုးဟာကိုကိုကူယဉ်ကျေးမှုလုံခဲ့လာပြီး ။လောင်ရှိထက်ကပုံမှုများပြတ်လာပါတော့တယ်။သူဟာတဖြည်းဖြည်းနဲ့အကျွေးတွေလည်းပဲခိုက်လာပြီးနောက်ဆုံးတော့စတော့ဇီကွက်မှာအရာဆုံးရှုံးသွားခဲ့မှာတဲ့။သူဟာဗောဓရကြပြီးအဆက်ရက1933ခုနှစ်နှစ်ရက်လောက်တက်သွားပါတယ်။သူမရဲ့ဇနီးဖြစ်သူမရှာပုံတော်ခွင့်ရပါတော့တယ်။စတော့ဆရာကစားသူဂျက်စီလီဗာမိုဒီမနေ့ကညနေ3နာရီခန့်ကဆောက်သွားတယ်ဟု The New York Times တင်းစာက ၃ခုနဲ့မှပေးတတ်ခဲ့ပါတယ်။သူအိမ်ပြန်ရောက်လာခဲ့ပါတယ်။ဒါပေမဲ့သူ့ဘဝအဆက်စိတ်ပန်းခဲ့ပြီးတော့နောက်ဆုံးမှာတော့သူ့ပုံတီအဆုံးစီရင်သွားပါတယ်။ဂျာနက်စကီနဲ့အေဗာမူလူကအချိန်မတူပေမဲ့ချစ်ပုံရှိတူခဲ့ကြပါတယ်။သူ့နောက်ဦးစလုံးကချမ်းသာလာအောင်လုပ်ပြနေရမှာတော့ပေမဲ့ဆက်လက်ချမ်းသာနေအောင်လုပ်ဖို့ကမွန်စွာကိုစမ်းဆောင်နိုင်ခဲ့ပါကူ။ချမ်းသာရဲဆိုတာတက်အထွတ်စတီလျော်တဲ့စကားလုံးမဟုတ်ရင်တောင်မှအထက်ပါတင်ငန်းစာများကငွေအစစ်စစ်တိုင်းအသက်ဆိုင်မှာလက် ပတ်စံရအောင်လုပ်တာတကိစ္စရှိရင်စောဖို့ထိမ့်သိမ့်တာဟာနောက်ကိစ္စတစ်ခုငွေကြေးနဲ့ပတ်သက်ပြီးအောင်မြင်မှုကိုစကလုံးကလုံးနဲ့အချင်းချင်းပေါ်ပြရမယ်ဆိုရင်အဲ့ဒီစကလုံးကတော့ရှင်းတဲ့ချင်းပါပဲအများကအဖြစ်ကြောင်းလက်ဖြစ်နိုင်တဲ့အသည့်အောင်မြင်နဲ့ဒေးဆရာကန်နှုန်းကကုမ္ပဏီများကအချင်းချင်းလာဒီနေ့အညာ၎င်းတို့ရဲ့တန်မိုးအလုံးကတိတိသာဆုံးရှုံးသွားတာလေ The Forbes Magazine စာရင်းဝင် American ရဲ့ခေတ္တချမ်းသာဆုံး၄ရာမှာ တရားအဖြစ်လက်ဆက်ရပိုင်နှုတ်လောက်ကတည်ဆုံသွားတာဒါမှမဟုတ်ပိုက်ဆိုင်မှုကိုမိသားစုဝင်တဲ့လွှဲပြောင်းပေးလိုက်ရင်ဆရာတွေကဆယ်နှစ်တချင်အပြောင်းလဲရှိပါတယ်အရေးရှိစနစ်ကခက်ခဲပါတယ်အဲ့ဒီလိုခက်ခဲရခြင်းအကြောင်းကြီးနှစ်ပိုင်းရှိပါတယ်တစ်ခုကပိုက်ဆိုင်ရအောင်လုပ်ထားတဲ့ရရထားတဲ့ပတ်စံကိုထိမ့်သိမ့်တာပါအဲ့ဒီနှစ်ခုအတွက်တော့တူညီခဲ့ကြွန့်ကျက်လိမ္မာမှုကြီးတို့အပ်ပါတယ်ပတ်စံရဖို့က စော်စားရေးပြီးအကောင်းမြင်တတ်ဖို့လိုတဲ့အတိကုကုကိုလည်းဝင်ရောက်လုပ်ပိုင်ဖို့ကလို့အပ်ပါတဲ့သို့တော့ရက်ဟာရဲ့ပတ်စံကိုထိမ့်သိမ့်မှုကြတော့စော်စားရေးတာနဲ့စန့်ကျင်ဘက်ကူလိုအပ်တာပါဒူသားဆန်ဖို့နဲ့ကိုဖန်တီးကြတဲ့အရာဟာခက်မမြန်ပဲဆုံးရှုံးသွားနိုင်တယ်ဆိုတာကိုလည်းကြောက်ရွံ့နေကိုဦးပါလေချွေးချက်ချူတာခြင်းနဲ့မိမိပြုလုပ်ခဲ့တဲ့အရာအချို့ကကန်တော့အမြင်ခဲ့တယ်ဆိုတော့ပဲရက်ခံနိုင်ဖို့လိုကလို့တိတ်ကအမြင်မှုရခဲ့တဲ့ပုံစံအတိုင်းထက်ခါတတ်ပါပြန်လုံးလို့ မရလန်သူဆိုတာကိုလည်းလက်ခံထားဖို့လိုပါပဲ။ Charlie Rose သား Square Capital ရဲ့ billionaire အကြီးအကဲဖြစ်သူ Michael Morris ကို Square အဖက်ချောက်အမြအောင်မြင်ရတယ်နည်းဟုမင်းမြန်မှုပါလေ။အထို့သောအကျိုးသူရင်းနှီးမြှုပ်နှံမှု Warsaw Capital Company ဟာ၅နှစ်သူမဟုတ်၁၀နှစ်လောက်သာအောင်မြင်တယ်လေ။ Square က၁၀ဆုံးနှစ်ဒီကုတိုင်အောင်မြင်တယ်လို့ Morris ကပြောပါတယ်။ Charlie Rose ကဘာလို့အဲ့ဒီလိုအောင်မြင်ရတယ်လို့မေးပါတယ်။ မူရစ်ကကျွန်တော်ကတော့ဒီလုပ်ငန်းတွေကဖတ်သွားရမှာကိုအမြင့်တောင်းနေခဲ့တယ်ထင်ပါတယ်။ဂုစ်ကတကယ်ပြောတာလား။ဒါဆိုကြောက်စရာကောင်းတာလားအကြောက်လွင်သူများတာရှင်းတဲ့နိုင်လို့လား။မူရစ်ကအဲ့အကတတော်ကြီးဘူးမှန်တယ်လို့ပြောလို့ရတယ်ဗျ။မနေ့ထင်ကမနေ့ခါလို့မဟုတ်ဘူးစေတာကျွန်တော်တို့ခံယူတယ်ဗျ။ကျွန်တော်တို့ကကိုကိုကိုဟုတ်လာပြီဆိုပြီးနားမနေနိုင်ဘူးအားရကျင်းနေနေလို့လည်းမရပါဘူး မနေ့ကအမြင်မှုကမနက်ကအတွက်ကောင်းမွန်တဲ့ကံကြမ္မာဆိုတာကိုလက်မခံနိုင်ဘူးရှင်တန်ချင်းဆိုတာကိုထပ်ပြောပါမယ်ဖွံ့ဖြိုးခြင်းကုန်းနောက်ကောင်းခြင်းထိုးထွေးတည်ငြိမ်နိုင်ခြင်းစရာတွေတော့မဟုတ်ပါဘူးဖယ်ရှားခံရခြင်းဒါမှမဟုတ်အတင်းအကျပ်အလျှော်ပေးထိုင်ခြင်းမရှိအောင်အချိန်အကြာကြီးထင်းထင်းထားနိုင်ခြင်းကအခြားသူများနဲ့အကြီးမားဆုံးခြားနားချက်ကိုချစ်ပေါ်စေပါတယ် ဂျင်းနိကိငံမှုအတွက်ဖြစ်စီဒုမဟုတ်အတမေးဝမ်းကြောင်းမှုအတွက်ဖြစ်စီဒုမဟုတ်ကိုပိုင်လုပ်ငန်းအတွက်ဖြစ်စီအထက်ပါအချင်းအရာကိုတည့်ရမဟာပြူဟာအုံမြင့်တစ်ခုအနေနဲ့ထားရှိတင်ပါရယ်ပတ်စံနဲ့ပတ်သက်ပြီးရှင်သန်လိုရခြင်းစိတ်တဲ့အတွက်အလွန်အရေးကြီးသောအကြောင်းရင်းနဲ့ရရှိပါတယ်ပထမဆုံးအကြောင်းရင်းကရောအနေအဆုံးတကြီးမမတိုက်လိုက်ခြင်းကတင့်ကိုပြောက်ခွေသွားအောင်ဖျက်ရှားပြစ်နိုင်မှုပါနောက်တစ်ချက်ကရောပြီးခဲ့တဲ့အခန်းလေးမှာပြောပြခဲ့တဲ့လွယ်ကူသိတာတဲ့ပေါက်ဆက်ခြင်းမှာ အောင်ဆက်ချင်းသာတင်းရဲ့ပိုင်ဆိုင်လေးလျာတတတတနည်းပုံပုံမပြလာအောင်သာလှုပ်ပေးနိုင်လာပါ။ဝတိချက်ပင်များစိုက်ပြိုးတယ်လို့ပဲ။တန်တဲ့အတွင်းကြီးတိတာတဲ့တိုးတက်မှုရှိမှာမဟုတ်ဘူး။ဆနေလားဆိုရင်တော့တိတာတင်ရှားတဲ့မတူပြောင်းလဲမှုဖြစ်ပေါ်လာပါရဲ့။နှစ်ပေါင်း90အကြာမှာတော့လုံးဝအမခန်းတဲ့အရာဖြစ်လာပါတယ်။ထို့ကဲ့သို့သောအမခန်းကွန်ပျူတာတက်မှုက အချိန်တစ်ခုတွင်လူတိုင်းမလဲမသွေကြုံတွေ့ရတဲ့ခံမမရနိုင်သောအတက်အကျအခြေအနေတိုင်းရှင်းတန်နေဖို့လိုပါတယ်။ ဝရင်ဘဖတ်ကသူ့ရဲ့ယင်းနှိမ့်ညံမှုတွေမှာအကျိုးအမတ်များဘလို့ကြံရတလဲဆိုတာကိုအဖြေရှာရင်နှစ်ပေါင်းများစွာကျွန်တော်တို့အကျိုးစားရပါနိုင်နဲ့အကောင်းဆုံးကုမ္ပဏီတွေကိုဘလို့ရှာတွေ့တာလဲဈေးတက်တာရဲ့ stock တွေကိုဘလို့ရှာတယ်လဲအကောင်းဆုံးမန်နေဂျာတွေရောဘလို့ရှာတွေ့တာလဲစတဲ့တင်ကိုအဲ့ဒါကခက်ခဲပါတိတ်မခက်ခဲတော့လဲဒါကောင်းကဲ့သို့ပင်ထထုထမရအရေးကြီးစီမှာဝရင်ဘဖတ်မလုတ်ခဲ့တော့အရာကိုဖော်ထုတ်နိုင်ရပါသူလဲအကျွင်းနဲ့ကင်းတယ်မဟုတ်ပါ သူ့ဘဝတစ်ချောင်းလုံးကြုံတွေ့ခဲ့ရတဲ့စီးပွားရေးဆုတ်ယုတ်မှု resolution 14ချိန်ကလုံးမှာထိတ်လန့်ပြီးမြောင်းချခဲ့ပါဘူးသူ့ရဲ့စီးပွားရေးခွန်သိက္ခာကိုလည်းအထူးခိုက်ခံခြင်းမရှိခဲ့ပါဘူးသူဟာမဟာပြူဟာတစ်ခုကဘာကြီးပေါ်အမြင်တစ်ခုနဲ့ဥတ္တချက်တစ်ခုနဲ့အပေါ်တွက်ကပ်မနေခဲ့ပါဘူးသူဟာအခြားသူများရဲ့ငွေကိုလည်းအမကိုပါဘူးအနာခံကုမ္ပဏီတစ်ခုမှတစ်ဆင့်ရင်းနှီးကွန်းနယ်မှုများကိုစီမံခန့်ခွဲရခြင်းကရင်းနှီးကွန်းနယ်သူများရဲ့ အရင်အနည်းကိုပို့ယူလို့မရဟုဆိုပါ။အဲသူဟာကိုကိုကိုလောက်ချမ်းမခံအရှောမပိအငင်းစားမပီပါဘူး။သူရှင်တယ်မှန်ခဲ့ပါတဲ့။ရှင်တယ်ချင်းကတိ့ကိုရှိရှိအတွက်အသက်ဆက်ပေးခဲ့လာပါ။ဒီနေရာအသက်ဆက်မှန်နေပူကအသက်၁၀နှစ်အရွယ်ကရင်အသက်၈၉နှစ်အရွယ်အထိအစင်မပြတ်ဂျီနီပြောင်းနေမှုပြုလုပ်တာဖြစ်ပြီးပေါက်ဆက်ခြင်းမှတဆင့်အံ့ဩဖွယ်ရရာဖြစ်ပေါ်ခဲ့တာပါ။သူရအမြင်မှုကိုပေါ်ပြတဲ့အခါဒီအချက်တစ်ခုရဲ့ကအရေးကြီးဆုံးပါပဲ။ Greek ကျူရဲအကြံတိသွားပြီဆိုရင်ဘာကိုဆွေးလို့ကျင်တယ်လဲဆိုရကသဘောပေါက်ပါမှာပါဝိုင်းဘဖန်နဲ့ချာလီမန်ဂါရီရဲ့နောက်ဦးဆက်ဆက်ရင်းနှီးမြှုပ်နှံမှုအကြံကိုချာပူကောင်းချာပူပါလေရင်တို့တော်ငုံခဲ့တော့ညပေါင်း၄၀လောက်က East Way ဟာရင်းချင်းမြှုပ်နှံမှုမှာတတိယမြောက်ဒီပါသူတို့သုံးဦးကအတူတူရင်းနှီးမြှုပ်နှံမှုပြုလုပ်ထပ်တယ်လို့မန်နေဂျာများကလည်းအတူတူ interview ခတ်အပ်ခဲ့တာပါမိုင်းဘဖန်နဲ့ချာလီမန်ဂါရီရဲ့အောင်မြင်မှုနဲ့ဆက်ဆက်ကြည့် ဟာပိုင်းမှာ restoring ကကြောက်ကြသွားခဲ့ပါတယ်။ restoring ဘာဖြစ်သွားတဲ့ဂျင်းမောင်နဲ့မူစီပွားရေးတမှာ munich ငါပြောဝရင်ပတ်ပတ်ကိုပြီးတည်လာတယ်။ချာလီမန်ကနဲ့ငါပါအတော်ကြီးဘူးချမ်းသာကြွယ်ဝလာမဆိုပဲတည်စီရင်ငါတို့ချမ်းသာလာဖို့အလုံးမကြည့်ခဲ့ကြီးချမ်းသာလာမယ်စီကြလဲတည်ကြီးရဲ့ restoring ကလည်းငါတို့ပြီးဖို့ထပ်မလပန်းနဲ့တားတယ်။ဒါပေမဲ့သူကအရန်အလောကြီးရဲ့လို့ဝရင်ပတ်ပတ်ကကြက်တီးခဲ့ပါလေ။ထန်ကူကခုနဆက်တော့ 1990ဒီစီပွားရေးကြဆင်းချိန်မှာရစ်တရင်ကချင်းဝင်ညောက်ကိုထတ်တိုးကြည့်တို့ဒီထိုနှစ်လက်တာကာလအတွင်းမှာပဲစတော့စီပက်တံပွေးမှာ90ရာခိုင်နှုန်းအထိကြဆင်းသွားပြီးရစ်တရင်နဲ့အကျွင်းနှစ်နှစ်သွားပါတော့တယ်သူရဲ့ breakthrough store များကို warren buffett စီထိုးရောက်ခဲ့ပါတယ်ထိုအချိန်က warren buffett က ris devery ရဲ့ breakthrough store များကိုတစုလုံးရဲ့ american dollar 40အောက်တန်မှု ရဲ့ world view ခဲ့တာပါ history ရဲ့အကျိုးတွေကသူ့ကိုမဖြစ်မမြင်ရမှုကုံအားပေးခဲ့တာချစ်ပါရဲ့ Warren Buffett နဲ့ Talleyman က history လေးသုံးဟာတူညီစွာထက်လက်ပါနက်ပြီးကျေဝချမ်းသာချတူမိပါဒါပေမဲ့ Warren Buffett နဲ့ Talleyman ကတော့မာတော့ချမ်းသာကျေဝမှုကိုခေတ်ထားနိုင်တဲ့ပါနက်တွန်းကျင်မှုရှိခဲ့ကြပါတဲ့အချိန်ကာလကြာလာနဲ့အမျှခုပါနက်တွန်းကျင်မှုဟာအရေးကြီးဆုံးဖြစ်လာတာပါအစိုးတစ်ဖက်ရောက်ခြင်းနဲ့ ရှင်တန်နိုင်ခြင်းဟာမတူညီတဲ့အရာနှစ်ခုစစ်တော်ရလဲပထမတစ်ခုကဒုတိယတစ်ခုကိုလိုအပ်ပါလေသက်သုံးသွားခြင်းကိုလုံးဝဥတုံရှောင်လွှဲနိုင်ဖို့လိုအပ်ပါလေလို့နန်စင်အန်တီဘလက်ကပြောပြပါလေရှင်တန်ခြင်းတဲ့စိတ်တက်ကိုလက်တွေ့ကိုပါမှာကျင့်သုံးမယ်ဆိုရင်အချက်သုံးချက်တိထားဖို့လိုပါတယ်။တအမြဲအစွန်ကြီးကြီးမားမားလိုချင်တာတက်ဆိုင်ငွေကြီးကြီးအရအခက်ခဲပါတာလို့အဖြစ်မခံခြင်းတည်း ငွေရေးကြေးအရကျက်တဲသွားတာမျိုးမဟုတ်ဘူးဆိုရင်အကျိုးအမြတ်တိမမရရလေထင်ရည်စလေဘာဖြစ်လို့လဲဆိုတော့အောက်ဆက်ချင်းချောက်ဖြစ်လာမယ်အာသင်ပွဲရတွေကိုအချိန်တော်ကြာအောင်လုပ်နိုင်လို့ပဲဈေးကအလားအလားကောင်းမွန်နေချင်း blue mark ကမှဘသူကမှငွေမကင်ထားချင်းကြပါဘူးအိုင်ဆိုင်မှုပြီးလိုက်ဝယ်ပြီးစတိတ်တ်သွားတာနည်းဒိုချင်းကြပါလေဒီကွာလာလာကောင်းမီချင်းမှာငွေကင်ထားချင်းကရှေးရုံးဆန်နဲ့အပြီးခေါ်ပါဘာဖြစ်လို့လဲဆိုတော့၃ကလောက်ကနည်း ကောင်းတာဘာရလိုက်တယ်လဲဆိုတာထက်ဘလောက်ပြန်ရလိုက်ကြဆိုတာကိုသာတတိထားရမှာပါဥပမာအဖြစ်ငွေသားကြိုင်လိုက်ရင်တငိမ့်လည်းငယ်တရားကြိုင်နှုံးလောက်တာအတိုးရနိုင်ပြီမြမပီမာတော့ရေချစ်ဖောင်းဖောင်းမှုနှုံးတာညင်မာတာကြောင့်ဒါကြိုင်နှုံးမတူညီနိုင်တာပါစတော့ဝယ်လိုက်ပါကတနစ်လည်းရင်ဆယ်ရာကြိုင်နှုံးရနိုင်တာမျိုးပါ အဲ့လိုကိုရကိုင်းတို့ကွာဟမှုကတင့်ကိုနေ့တိုင်းခေါင်းကိုက်စီပါလေထို့တော့ဈေးကွက်ငယ်ငယ်တဲ့အချိန် bear market မှာတော့ stock ရောင်းချရန်အတွက်ဖွငွေအပေါ်အတိုးနှုန်းကတင့်ကိုအတားအဆီးဖြစ်နေပါဖွငွေသားအပေါ်ကိုတကယ်တန်ရနိုင်တာကတနည်းလည်းတရကိုင်းတို့မဟုတ်တော့အဲ့ထက်လည်းအစားပေါင်းများစွာတိုးွားနိုင်တယ်ဘာကြောင့် အဖဲချောက်ဆိုတော့အတင်းအကျပ်တာစီချင်းဒီအမင်းနဲ့သူဒါတင်နဲ့ချီပြီးဘေးရှက်ဟာတက်ဆိုင်ရဲ့အချိန်ကိမ့်ဖို့တဲ့စတော့ရှယ်ယာရောင်းချခြင်းကတတော်တာရရှိနိုင်တဲ့အ мян အစွန်းထက်ပုံမှုလုံးဆောင်နိုင်ပါတယ်။ပေါက်ဆက်ခြင်းကအ мян အစွန်းတကြီးမမရရှိခြင်းအပမှုမတီးပါဘူး။အချိန်အတော်ကြာအထူးသဖြင့်မငြိမ်မသက်ဖျို့ဖျက်ဖြစ်နေတဲ့အချိန်ဒီမှာလားပယောကကင်းစားလိုက်။တင့်တင့်နဲ့အကျိုးအမြတ်ပုံမှန်ရရှိနေသူကသာအမြဲနိုင်ရတာပါ။ စီမံကိန်းချမှတ်ခြင်းကအရေးကြီးပါလေ။သို့သောအရေးကြီးသောအချက်မှာစီမံကိန်းတိုင်းကတည်မှန်ထားတဲ့အတိုင်းရှင်းမလာရင်လေတည်မှန်နိုင်မဲ့စီမံကိန်းကြီးရှင်းဖို့လိုပါလေ။ဘာပြောလိုက်တာလဲ။မင်းကစီမံမယ်။ကစမာပတ် apply ရနေပေါ့။ဘန်နာရင်းနဲ့ရင်းနှီးညွှန်းနိုင်ရေးစီမံကိန်းကအရေးကြီးပါလေ။ဘာဖြစ်လို့လဲဆိုတော့လက်ရှိတည်ရဲ့လုံဆောင်မှုများကအကျိုးကျဆီလောင်လို့ရှိမရှိကို၎င်းတို့ကတင့်ကအတိပေးနိုင်လို့ပါပဲ။ ဓာတုကဘာနဲ့ပထမအဦးဆုံးထိတွေ့မှုတိုင်းမှာစီမံကိန်းအနှဲငယ်မြတ်တရှင်တန်ရက်တီဖို့အလုပ်ဖြစ်ခဲ့တာ။လမ်းမက်ရက်20အပင်တင်းရဝင်းဝေးစူဆောင်းငင်းလုံးနဲ့အငဲ့ရရှိမှုတို့ကိုခံမန်းနေပါကဘသူကမှတုံမြင်နိုင်ခဲ့တဲ့လွန်ခဲ့တဲ့အနှဲ20အတွင်းမှာထစ်ပြက်ခဲ့တဲ့ကြီးမားတဲ့အကြအရင်တွေကိုပြန်တွေးကြည့်ဟာရှိခုနှစ်စက်တင်ဘာလ7ရက်နေ့မှာအင်ချမ်မြေဈေးကွက်ဦးစီပါပေါက်တဲ့ဖြစ် အမေရိကန်နိုင်ငံသားဆယ်တန်းကျော်အိုးအိမ်မဲ့ဖြစ်ခဲ့ပါတယ်။နောက်ဆက်တွဲဟွေတွင်းနဲ့မန္နာရေးအကြက်အတိဖြစ်ကအမေရိကန်နိုင်ငံသားကိုတန်နီပါအလုံးလက်မဲ့ဖြစ်ခဲ့ရပါတယ်။ဒါအပြင် Stocks Dow Corp. စီးခြင်းနဲ့ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါရောဂါကပါကြီးကိုလှုပ်ခေါက်သွားစေခဲ့ပါတယ်။တကယ်ငွေတွေမှာရှင်တန်နိုင်တဲ့စီးတဲ့ဂိမ်းမျိုးကတာအသုံးတည်တာပါ။မရေရာရေနဲ့ကျဉ်လက်နေတဲ့အနာခတ်ကတာဒူတိုင်းအတွက်လက်တွေ့အပံတရားပါ။ ကမ္မုန်နဲ့စီနံကိန်းကအဖန်တရားကိုဖုံးကွက်လင်းညာနေမှာမဟုတ်ပါဘူး။အမှန်တရားကိုခေးပိုက်ပြီးအမားလျောက်ကိုတိတာမြင်သာစေပါတယ်။လေဟာစီမံကိန်းတစ်ခုရဲ့အစိပိုင်းများနှက်ကံဖို့ပိုလိုအပ်လာလေလေတင့်ငွေကြီးအခြေအနေပျက်စီးဖို့ဟိုဖြစ်လာလိမ့်မည်သာပဲ။တင့်ရဲ့မြူစုနှုံးသားမှာအမားမခံနိုင်တဲ့ပမာဏအရှိနေသည်ဆိုရင်နောက်နှစ်30တိုင်အောင်နှစ်စဉ်အမြင့်ကိုချိရခိုင်နှုံးရနိုင်ခဲ့ဆိုရင်ကောင်းတာပေါ့။ဒါပေမဲ့တနည်းလည်းရင်ဟေး တာကိုင်းနှုံးမဆိုရင်တအဆင်ပြေနေပါသေးတယ်လို့တင်ပြောနိုင်ပါတယ်။တင်းရဲ့စီမံကိန်းကပိုပြီးတန်မှုရှိလာပါလိမ့်မယ်။လောင်းချက်ထက်မှုအများအပြားဆော်ရှုံရတာကမှားယွင်းမှုကြောင့်မဟုတ်ပါဘူး။လုံးဝမှန်ကန်မှုလိုအပ်တဲ့အခြေအနေမှာအများစုကမှန်ကန်နေခဲ့လို့ပါ။အမားခဏနဲ့ပမာဏသို့မဟုတ်ဘေးကင်းတဲ့အမြင့်ဆုံးအနေအထားကငွေချင်းနဲ့ဘာနာရေးမှာတန်မိုးရှိသောအင်အားစုများတဲ့မှာတစ်ခုဖြစ်ပါတယ်။ပုံစံမျိုးစုံနဲ့ရှိတတ်ပါတယ်။ ချိုးရှင်စီစစ်တော့အတုံးစေးကားစားတာဖြစ်တဲ့အတွေ့အခေါ်ပြင်းကျက်မှုရှိတဲ့အခြေအနေဆရာတွေအပြင်ဂျာလက်များနဲ့တော်ရှင်စွာနေထိုင်တဲ့မိတိအရာမျိုးစုပါဝင်ပါတယ်။ချေယူဆွဲနဲ့မတူဘူးချေယူဆွဲမဖြစ်ပဲချင်းချင်းဟာအတိုင်းအတာတစ်ခုထိအနေရကင်းပါတယ်။လုံခြုံဘေးကင်းမှုအနေထားကရှင်တန်ဖို့အခွင့်အလမ်းကိုကြီးထွားစေခြင်းဖြစ်တတ်မှတ်ထားတဲ့အန္တရာယ်အဆင့်တစ်ခုအထိအမြင်မှုဟုညင့်တင်ပေးပါတယ်။ ်တည့်ရဘေးကင်းတဲ့အနည်းအထညင်လာလေးလေးကောက်ပုံနဲ့ရလက်အတွေ့အစွန်းတစ်ဖက်ရောက်သွားနိုင်ချေနဲလာလေးဒီပါတော့ဖိငါတတတွေးတဲ့ဦးရီကိုစီအနာကတ်ကိုအကောင်းမြင်တဲ့စိတ်တဲ့အနာကတ်စီမရအောင်ဘေးရကအတားအဆီးဖြစ်နေလဲဆိုရက်အပေါ်ရင်တန်တရားစိတ်ဖဲရီကအရေးကြီးပါတယ်အကောင်းမြင်ဝါဒီဆိုတာအရာတိုင်းကောင်းမှုစွာချစ်သွမ်းမယ်ဆိုတာကိုယုံကြည်ခြင်းပဲဖြစ်ပါတယ်။သို့တော့အရာကမပြည့်စုံသေးတာ စင်ကြင်ကြုံတရရှိသောအကောင်းမြင်ဝါရကသာတင့်ကိုမျက်နှာသာပြီးစီတဲ့ဝင်ကြီးချက်တစ်ခုဖြစ်ပြီးအချိန်ကြာလာတာနဲ့အမျှအရာရာတိုင်းကစိတ်ဆင်းရဲစရာဒုက္ခများနဲ့ကြင်နဲ့နေတော်လေကောင်းမွန်တဲ့ကျားလက်စီတို့ဟန်တက်နေနေနဲ့ရောက်ရှိသွားမှာပါတကယ်တော့စိတ်ဆင်းရဲစရာဒုက္ခတွေနဲ့ကင်းနဲ့နေမယ်ဆိုတာတင်သိပါတယ်ယေရှုတိုးတက်မှုလမ်းကြောင်းကပန်ကန်နာနဲ့အမျှတင့်အကောင်းကြီးနေနိုင်ပါလေသို့တော်လက်ရှိနှစ်ထိုကာလကြာရှိ လမ်းများမှာအချိန်မဟိပောက်ကွဲနိုင်တဲ့ မိမျိုးမိုင်းတွေနဲ့ပြည့်လက်နေမယ်ဆိုတာသိကြပါတယ်။ဒါကြောင့်မို့လို့ကောင်းမွန်တဲ့ရလန်စိတ်ဆင်းရဲစရာဒုက္ခဆိုတာတိကျစီဖြစ်ရှိနေတာခုတ်ပါဘူး။ချင်းတော်အလွတ်တကူတွေပူရေရှည်အချိန်တကူအရောက်မှာအရာတကူကူရှိလာမယ်ဆိုတာအလွယ်တကူတည်နိုင်ဒီမယ်။ရေတို့အတွက်တော့တည်နိုင်မှာမဟုတ်ဘူး။လူဘဝကအဲ့ဒီပုံစံတိုင်းပါတဲ့ပုံမလူတူအသက်20အရွယ်မှာအသက်2နှစ်သားတော့ခါရှိခဲ့တဲ့ထိရမှုရှိတဲ့မလူအပ်တဲ့အုံတော့အတွက် အာယုံခံဆက်တဲ့ဟင်းညာတဝက်ခန့်ကကြောက်ွယ်သွားကြတဲ့သို့တော်လည်းအသက်20အရွယ်ပုံမှန်လူအေးပါအသက်တနည်းအရွယ်ပုံမှန်လူတဦးထက်ပိုပြီးငယ်ငယ်ညာတိပိုကောင်းပြီးထက်မြက်ပါတယ်ဆိုလိုတာကပျက်စီးခြင်းကတိုးတက်မှုရဲ့ကြောက်ရွံ့တင်မဟုတ်ပဲပူရှင်နေတာပဲဖယ်ထုတ်ပေးနိုင်တယ်အထီရောက်ဆုံးညီလိုက်ကပဲအင်္ဂါမိခင်တယောက်ဖြစ်ပြီးကိုယ့်ရဲ့ခလေးရဲ့အုံနောက်အပြင်ပိုင်းကို ပြင့်မြင်နိုင်တယ်လို့စေဖို့ကြည့်ပါမနေ့ပိုင်းမှာအုံနောက်အတွင်းအယုံမွန်ဆက်တယ်မှုညာအနှဲငယ်စုပျောက်ဆုံးသွားတာကိုတတိပြုမိတဲ့အခါတင်အထိတ်အလန့်ဖြစ်သွားပါလိမ့်မယ်ဒါဟာမဟုတ်သေးဘူးဆိုရှုံချင်းနဲ့ပျက်စီးချင်းတွေဖြစ်နေတာတခုခုလုံးဝခက်မယ်ဆံရင်ပြဖို့လိုအပ်ပြီလို့ကြောမှာပဲသို့တော့အဲ့လိုလုပ်ဖို့မလိုပါဘာဖြစ်လို့လဲဆိုတော့ရင်းချစ်ရက်ကအုံမတိုးတက်မှုလမ်းကြောင်းဖြစ်နေလို့ပါကြည့်ပါရဲ့ဖြစ်စီဈေးခွက်နေတာဖြစ်စီအတမွေးဝါကြောင့်အလုတ်ကံဖြစ်စီဖိုကတ်တို့လမ်းကြောင်းပေါ်ရောက်ဆက်နေပြပဲ ဆုံးရှုံးမှုဓာတ်ကတိုးတက်မှုကမက္ကီကန်ရဲ့စီးပွားရေးတိုးတက်မှုက1850ပြည့်နှစ်ကစလို့နှစ်ပေါင်း190အကဲပုံမှန်တိုးတက်မှုရှိခဲ့ပါတယ် အဲ့ဒီနှစ်ပင်ချမ်းမှာဘာဖြစ်ဖြစ်ဖြောက်ခဲ့တယ်လို့တင်ထင်ပါတယ်။အဓိကကျတဲ့စစ်ပွဲကြီးကိုကူအပြင်မှာအမေရိကန်နိုင်ငံသားကိလသမာ၃နဲ့တည်ဆုံခဲ့ပါတယ်။အချမ်းကြီးအဖြစ်69ဒသမ900ခန်းလုံးသောကုမ္ပဏီများပေါ်ပေါက်ပြီးခါမှာပျောက်ကွယ်သွားခဲ့ပါတယ်။အမေရိကန်တမရများလုံခြံတက်ဖြတ်ခံခဲ့ရပါတယ်။တိုကွေးကဲ့ရောကတော့တနည်းအတွင်းမှာပဲအမေရိကန်နိုင်ငံသား6,800ကျော်တည်ဆုံခဲ့ပါတယ်။တဘာဝဘေးအနေနဲ့အကြိမ်30ကျော် အ ਨੇ ဆုံးအမေရိကန်နိုင်ငံသား၄၀၀နီးပါးတည်ဆုံးခဲ့ပါတယ်။ဒေဆင်ရှင်းလစ်တာကာလအတွင်းမှာစီးပွားရေးကျဆင်းမှု33ကကြုံခဲ့ရပါတယ်။တွန်းကျင်သူများကတုံများအထိထိုးဆင်းသွားနိုင်တယ်လို့အဆိုပါစီးပွားရေးကျဆင်းမှုတိုင်းမှာခံမှန်းခွကြပါရဲ့။စတော့ဇီဝကမှဟင်းတရာကနေဆယ်ရာခန့်လုံးအထိကျဆင်းခြင်းအကျဉ်း120အထိချစ်ပေါ်ခဲ့ပါတယ်။စတော့ရှယ် စတော့ရှီယာတန်မူသုံးမုံတပုံမျှကြောက်ဆုံးသွားခြင်းတတ်နဲ့ကျင်ဖြစ်ပေါ်ခဲ့ပါတယ်။နှစ်ပေါင်း20တိုင်းမှာငွေကြေးဖောင်းပွားမှု900ရာခိုင်နှုန်းကျော်မျှရှိခဲ့ပါတယ်။သတင်းစာများကအမေရိကန်စီးပွားရေးနဲ့ပတ်သက်ပြီးအစိုးမြင်မှုကအချိန်ပေါင်း2900များရှိခဲ့ပါတယ်။ ထိုနှစ်ပေါင်း190အကဲမှာအမေရိကန်တို့ရဲ့လူနေမှုအဆင့်တန်းကအဆ20လောက်တိုးတက်လာပေမဲ့အစိုးမြေဝါဒအတွက်စခင်တာမင်တာတို့အတောင်ပြစရာများမရှိပေပြရပြီးတရက်တာကုန်ဆုံးသွားခဲ့ပါတယ်။တန်တရားလွန်ခဲ့တဲ့စိတ်တည်းနဲ့အကောင်းမြင်တဲ့စိတ်တည်းနှစ်ခုစလုံးကိုတစ်ချိန်ထဲမှာထိမ့်သိမ့်ဖို့ကခဲရင်ပါလေ။ဘာဖြစ်လို့လဲဆိုတော့အဖြူတမ်းမမဟုတ်အမဲကွပြမှုကိုလက်ခံတာတက်ဆိုင်တစ်ခုခုကိုတက်တက်ခွက်ခွက်လက်ခံဖို့က ို့လွယ်ခုပါတယ်။ဒါပေမဲ့ရေရှည်အကောင်းမြင်ဝါရဖို့အသုံးချဖို့လုံလောက်စွာအသက်ရှည်ဖို့ရရေတူဖို့အကြောက်လွန်နေတဲ့ယောဂရှိဖို့လိုပါတဲ့။ဂျက်စီလီဗာမိုးကခရုခတ်ခဲတဲ့လမ်းကြောင်းကိုတတ်တည်ကြခဲ့သူပါ။သူကကမ္ဘာနဲ့ကာလာမြောက်ကိုဆိုးရွားတဲ့ကာလာမြောက်အဆုံးသတ်မှုနဲ့တွဲဖက်ခဲ့တာပါ။သူ့ရဲ့ချမ်းသာဖို့လှုပ်ဆောင်ခြင်းကချမ်းသာနေဖို့လှုပ်ဆောင်ရင်မလွဲမသွေသူအပ်လာတယ်လို့သူအရာကိုသူလက်မလွန်ဆန်နိုင်ခဲ့ပါဘူး။သူအရာအလုံးလေးပါ ဆုံးရှုံးသွားပြီးနောက်ယခုလို့ ပြန်ပြောင်းပြုတ်ပြခဲ့ပါတယ်။ဇေကကစားသူတဦးတင်ယူလေးလာဖို့ရာတင်နှန်းချေဘလော့ဖြစ်ဖြစ်ထိုက်တန်တယ်လို့ခွေရလာတင်ရင်မှုကအလွန်အထောက်အကူပူနိုင်တယ်လို့ကျွန်တော်ထင်တယ်။ခုတတော်များများရဲ့ကြီးကျယ်တဲ့လမ်းကြောင်းများကိုခြေရခံရတာအရင်ခေါင်းကိုက်ပါတယ်။ဒါဟာအရင်စီးကြီးရဲ့ဂျောကလို့တော့ပြောလို့ရပါတယ်ဗျ။နောက်ထပ်ပြောချင်တာကတော့အကျက်တီးပြည့်နဲ့ရင်ဆိုင်လာရတဲ့အခါတိုးတက်မှုကိုတခြားရှုထောင့်တစ်ခုကနေကြီးတက်ဖို့ပါ။